အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာဘုဒ္ဓတအနေနဲ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ပန်ဂါမော်တာကျိုးစင်မုံစင်နီးလေးနဲ့ speed 1 2 3ခွဲတဲ့နီးလေးကိုမျှဝေပေးခြင်းပါတယ်ဗျဒီမှာဆိုရင်ကျိုးလေးချောင်းပါမယ်ကျိုးလေးချောင်းဟိုမှဒီအနက်က AC တစ်စောက်ကိုဓာတ်လိုက်ချိတ်ဆက်မယ်ကျန်တဲ့၃ချောင်းကတော့1 2 3ပေါ့နော်ပန်ဂါ speed 1 2 3မသိတဲ့အနေထားမှာဆိုရင်မီတာလေးနဲ့အုံတန်မှုတွေကိုတိုင်းတာဆက်ဆေးပြီးတော့ကျွန်တော်တို့သိလို့ရတယ်ပေါ့နော်အနက်တစ်စောက်ကို မီတာဘရော့ဒန်တစ်ခုနဲ့ထောက်မယ်။ channel 3ဆကိုတိုင်းကြည့်လိုက်မယ်ပေါ့နော်။ဒီမယ်။ဒီမှာဆိုရင်900ရှိမယ်။ဒီကောင်က800ရှိမယ်။ဒီကောင်က1000ရှိမယ်။အဲ့ဒါဆိုရင်တို့တို့ဒီအုံတက်မိုးအများဆုံးကောင်ပြီ number 1ဖြစ်တယ်ပေါ့နော်ဘာလို့တော့ဆိုတော့ကျွန်တော်တို့ခုခံမှုအားအများဆုံးကောင်ဒီ number 1ဖြစ်မယ်ဒီကောင်က ဒီကောင်က900ဆိုတော့ဒီကောင်ကနံပါတ်3လီအောင်ကနံပါတ်3အဖြူအောင်ကနံပါတ်2အပြာအောင်ကနံပါတ်1အဲ့လိုလေးခွဲလို့ရမယ်ကျိုးစင်မုံစင်လေးလေးကိုတစ်ချက်ကြည့်အောင်ဒီကောင်လေးကတော့တိုင်ပါလေးပေါ့နော်ဒီမှာဆိုရင်ဒီကောင်လေးကိုလှည့်လိုက်ပြီးဆိုတာနဲ့တံပတ်ကအလုံးလုံးပြီးတော့ဒီမှာဆိုရင်ပြီးနေလေးလဲနေမှာပေါ့နော် ကောင်လေးလှည့်လိုက်လို့ချင်းပင်ရံလေးလဲနေမှာသူ့အချိန်ပြည့်သွားလို့ချင်းဒါမျိုးလေးပြန်လာပြီးတော့ကြပန်ငါရက်သွားလိမ့်မယ်ဒီကောင်လေးကတော့ AC လာတဲ့တစ်ဖက်မှာကြားဖြတ်ပြီးတော့ခံထားပါတော့အဲ့တော့ကျွန်တော်စဉ်းကြည့်လိုက်အောင်ကျိုးစင်တော့မယ်ဆိုတဲ့အခါကျတော့ရှေးမှာပြောခဲ့သလိုပဲဒီပေါ့နော်ဒီ AC ပလက်ကျိုးကတစားနဲ့ဒီမော်တာအနက်တစားနဲ့ကို join ပေးလိုက်မယ် join ပြီးတော့ daily ပတ်ထားလိုက်ပြီဒီ channel တစ်စားကတော့ကျွန်တော်တို့ဒီ1 2 3နဲ့ clock ကနေသွားမှာပေါ့နော်ဒီမှာ AC လာတဲ့တချို့ကဒီမှာဆို1 2 3ကိုသွား join မှာပေါ့နော်ဒီမှာ clock နဲ့ join မှာပေါ့နော်ဒါကတော့ဒီကောင်ကအနီရ1ဆိုလို့ရှိရင်အနီနဲ့ condition ရှိမယ် pure 2ဆိုလို့ရှိရင် pure နဲ့ condition ရှိမယ်အပြာ3ဆိုလို့ရှိရင်အပြာနဲ့ condition ရှိမယ်ဟုတ်ပြီအဲ့တော့ clock ကိုတစ်ချက်ကြည့်ကြည့်လိုက်အောင် cloud ဒီမှာပေါ့နော်ဒီဘက်ဆုံးကောင် line ဆိုတော့ကျွန်တော်တို့ဒီဘက်ဆုံးကောင်ကို AC တစားဝင်မယ်ဒီ1 2 3ဒီမှာ number 4ပါရနော် နံပါတ်၄ပါပါတယ်အဲ့ဟာက1 2 3မှန်အောင်ခဲဆော်လိုက်မယ်ခဲဆော်တာလေးတော့ရိုက်မပြတော့ဘူးနော်ပရီကိုရှေ့သွားမှဆိုလို့ AC ပလက်ကျိုးကလာတဲ့ AC တစ်စောက်ကိုဒီမှာမော်တာလာတဲ့အနက်စားတစ်စောက်နဲ့လည်း join ပြီးသွားပြီဒီမှာဆိုရင်ခလုတ်မှာဆိုရင်လည်း1 2 3ဒီမှာခဲဆော်ပြီးသွားပြီပေါ့နော်အဲ့ဆိုရင်ဒီမှာ AC AC ပလက်ကျိုးကနေလာတဲ့တစ်စောက်ကိုဒီမှာကျွန်တော်တို့ခဲဆော်လိုက်မယ်ဆိုရင်ဒါအပန်းကလှုပ်လှုပ်ပြီပေါ့နော်မော်ဝါခလုတ်ကိုနှိပ်မယ်ဆိုရင်ဒီ AC လာတဲ့ဒစနဲ့ဒီကောင်နဲ့ connection ရှိမယ်ဒီကောင်နဲ့ connection ရှိမယ် number 2ဆိုလို့ရှိရင်ဒီကောင်နဲ့ဒီကောင်နဲ့ connection ရှိမယ် number 3ကိုဆိုရင်ဒီကောင်နဲ့ဒီကောင်နဲ့ connection ရှိမယ်ပေါ့နော်ဒါကတော့ခက်လုံသဘောတရားလေးဖြစ်ပါတယ်အဲ့တော့ဆိုရင်ဒီမှာကကျွန်တော်တို့ဒီကောင်နဲ့ဒါတိုင်းမတွေ့ပဲနဲ့ဒီကြားထဲမှာပေါ့နော်ဒီတိုင်မာလေးတိုင်မာလေးခံထားတယ်ပေါ့နော်ဒီမှာဆိုရင်တိုင်မာလေးလည်းတက်ပြီးသွားပြီပေါ့နော်ဒီကောင်ကမော်တာကျူမော်တာလေးကျူမှာ တို့ပါတဲ့အနက်တစားကိုဒီ AC ဂျိုးက AC ဂျိုးကနေလာတဲ့တစားနဲ့ဒါတိုင်းချိတ်ဆက်ထားတယ်ဒီမှာကခလုတ်မှာသွားပြီးတော့ channel 3ချောင်းကတို့1 2 3မှန်အောင်တက်ထားတယ်ဒီမှာ AC ကလာတဲ့တို့တစားကိုတိုင်မာခံပြီးတော့ကြတော့ဒီခလုတ်ရဲ့ဒီဘက်ဆုံး line ဆိုတဲ့ကောင်ကိုခဲခဲတူထားရေပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကပလက်ထိုးပြီးတော့ဒါဆိုရင်ဆန်းလို့ရရေပေါ့နော်ပလက်ထိုးပြီးဆန်းလိုက်မယ် မော်တာလဲတာလေးကိုတည်အောင်ဒိတ်လေးပတ်ထားလိုက်မယ်ကျိုးတွေအလုံးဖင်ပြီးသွားပြီဒီမှာလည်းပလက်ထိုးပြီးသွားပြီဆိုတော့ကျွန်တော်တို့1 2 3ကိုနှိပ်ကြည့်လိုက်မယ်ဒီမှာကနံပါတ်1ဒီမှာနံပါတ်2ဒီမှာနံပါတ်3ဟုတ်ပြီလားအဲဒါဆိုကျိုးစင်တာလေးကိုတော့နားလေသဘောပေါက်နိုင်မယ်လို့ထင်ပါတယ်ဆိုရင်တိုင်မာပြေးပြီးတော့တိုင်မာပြန်တဲ့အခါမှာဆိုရင်ဒီကောင်လေးက ါမျိုးဖြစ်သွားတဲ့နေသားမှာဆိုရင်တော့ခလုတ်ကလုံးမလုံးတော့ခလုတ်ကိုနှိပ်ရိုက်လို့ရှိရင်ခလုတ်ကဘယ်ခလုတ်မှလုံးမလုံးတော့ဘူးနော်ဒါဆိုရင်မော်တာမလဲတော့အဲ့ဒီ chain တွေမှာဆိုရင်တို့ပန်ကားမလဲတော့ဘဲနဲ့ပြပြီးလို့ထင်ရတယ်အဲ့ဒါဆိုရင်ဒီမှာဆိုရင်ဒါလေးရဘက်ပြန်လေးဘယ်ဘက်ကိုလှည့်ပြီးတော့ဒါဆိုရင်ဖွင့်ထားတာနော်ဒီတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ clock 1 2 3နဲ့လှုပ်လုံးမယ်ဒီတိုင်းထားလို့ရှိရင်တော့ကျွန်တော်တို့ clock 1 2 3ဘယ်ဟာပဲနှိမ့်နေအလုံးမလုံးပါဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကို timer ပေးပြီးထားမယ်ဆိုရင်ဖွင့်ထားလိုက်တဲ့နေထားမှာဆိုရင် timer ပြီးတဲ့အခါမှာ chain ပြီးတဲ့အခါမှာ ဒီမှာခလုတ်ကိုဖြတ်ချပြီးသွားမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ခလုတ်1 2 3နဲ့အလုံးမလုပ်တော့အဲ့တော့ဘတ်ပြန်လေးဒါမျိုးဘယ်ဘက်လေးကိုလှည့်ထားပြီးလို့လိုအပ်ပါတယ်မိတ်ဖီလိုအနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘူတူတာတစ်စုံတရာရရှိမယ်လို့မျှော်လင့်ပါတယ်ဗျဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်